အူချင်းအမားတွေကြောင့်အာဆင်နယ်ကိုဂိုးပြတ်အရေးနှိမ်ခဲ့ရတာပါဆိုတဲ့အက်တလက်တီကိုမက်ဒရစ်နီးပြဒီအေဂိုဆီမိုနီအလုံးဝင်းင်္ဂလာပါ City Insider from Bauma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချန်ပီယံလိပွဲစဉ်သုံးမှာတော့လက်ရှိမှာခြေစွမ်းထက်နေတဲ့အာဆင်နယ်အသင်းကအက်တလက်တီကိုအသင်းကိုဒုတိယပိုင်းတွင်ကိုတွေနဲ့အတူ၄ကိုကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပါတယ်အနိုင်ကိုတွေကတော့58မိနစ်မှာ Gabriel ရဲ့64မိနစ်မှာ Martinelli 60.90လို့မှာ Yogres တို့ကသွင်းယူပေးနိုင်ခဲ့တာပါ။မျက်စိပတာတာဖြစ်စရာ4နေနိုင်ပွဲပြီးမှအတင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ဂျင်နဲ့ပျော်ရွှင်နေတဲ့အာတီတာကိုတွေ့ရမှာဖြစ်တယ်လို့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့တီကိုနီးပြဆီမိုနီရဲ့စကားတွေကိုလည်းဒီဗီဒီယိုမှာနားဆင်ရမှာပါ။မစခင် CIMB ကို YouTube မှာ Subscribe လုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။အာဆင်နယ်ဘက်ကပြောစကားတွေနဲ့စလိုက်ပါမယ်။ပထမဦးဆုံးအနေနဲ့အသင်းရဲ့တီညာစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အာဒီတာကအက်တလတီကိုမက်ထရစ်လိုအသင်းကောင်းတစ်သင်းနဲ့ကစားရတဲ့ပွဲမျိုးမှာဒီလိုရလက်ကိုဖန်တီးနိုင်ခဲ့တဲ့အတွက်အရန်ကိုပျော်ရွှင်နေပါတယ်အသင်းအတွက်လည်းဂုဏ်ယူတယ်အသင်းကစားတာကိုကြည့်နေရင်းနဲ့လည်းသုံးသပ်နေမိပါတယ်ကစားသမားတွေလှုပ်ပြခဲ့တာတွေအတွက်လည်းအထင်ကြီးမိပါတယ်ပွဲကခက်ခဲမယ်ဆိုတာကိုကျွန်တော်တို့နားလည်ထားတာပါနည်းနည်း aggressive ဖြစ်ဖို့လိုတယ်လို့စိတ်ရှည်ဖို့ကလည်းလိုပါတယ်ကစားသမားတွေပွဲကိုထိန်းချုပ်သွားပုံပြိုင်ဘက်ကရော ခုကစားပုံကိုရောကင်တွေသွားတာတွေကအထင်ကြီးစရာပါပထမပိုင်းမှာဂိုးမရှိသေးကြားခဲ့ပေမယ့်အခွင့်အရေးနှစ်ကြိမ်သုံးကြိမ်လောက်တိဖန်တီးနိုင်ခဲ့ပါတယ်စိတ်တော့ရှည်ရပါတယ်ဒီပိုင်းနဲ့အဲထဲမှာလေပြိုင်ဘက်ကိုနေရာပေါင်းစုံကနေထိုးနှက်ဖို့ကြိုးစားကြရပါတယ်ကျွန်တော်တို့တအားအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့ပြီးချန်ပီယံလိမှာကျွန်တော်တို့ကစားသွားတဲ့ပုံကအရန်ကိုထိရောက်ခဲ့တာပါဖီဒါယောဂရက်စ်ဂိုးသွင်းချေတွေ့လာတာနဲ့ပတ်သက်လို့လေဒီပြအာဒီတာကကစားသမားအတွက်တကယ်ထိုက်တန်ပါတယ် ကျန်ကလေးရတဲ့ဘက်တွေကသူ့ကိုယ်တွေမရခဲ့တဲ့တိုင်သူအသင်းအတွက်ပါဝင်ပြီးတော့အကူအညီပေးနေတဲ့အပိုင်းတွေအများကြီးရှိခဲ့တာပါကိုယ်တွေရဖို့ယောဂရက်ကတကယ်ထိုက်တန်ပါတယ်ဒီယုံကြည်မှုကိုတော့သူဆက်ထိန်းထားရပါမယ်ဒါအပြင်ဘောလုံးကိုသူစိတ်ကြိုက်လွတ်လွတ်လပ်လပ်ကစားရတယ်ဆိုရယ်ခံစားချက်မျိုးရှိနေဖို့လည်းလိုအပ်ပါတယ်ဒီနေ့မှာတော့သူဒီရာတွေအားလုံးလုံးပြသွားတော့ပါဝင်းကိုနှစ်ခုကတော့ယောဂရက်ပြန်ရတဲ့ဆုလက်ပေါ့ဗီဒီယိုတွေကိုပြန်ကြည့်လိုက်ရင်အသင်းပေါ်တွေသူ့အတွက်ဘလောက်ကြုံနေမလဲမြင်နိုင်ပါတယ်တကယ်လည်းထိုက်တန်ပါတယ် အသေးအလက်ရှိလူဝင်အတောင်တင်းနေတာနဲ့ပတ်သက်လို့လည်းနီးပြားကအရင်ကောင်းတယ်လေမိုင်းစ်နဲ့ကပီကလည်းအံ့ဘွယ်ပဲရလက်ခြေစွန်းတက်ရောက်မှုဒါရီအားလုံးကအဆကလေးကကိုကောင်းမယ်ဆိုတဲ့ခံစားချက်မျိုးကိုပေးနေတာပါကောင်းလေးတွေကလည်းပွဲကိုအကောင်းဆုံးကစားတယ်မတူတဲ့အရေးအသွေးကိုလည်းချပြသွားကြပါတယ်ကျွန်တော်ကတော့ကစားသမားတွေအားလုံးကိုအခုလိုသူ့နေရာနဲ့သူပါဝင်နေတာကိုသဘောကျပါတယ်ဒါကနေစဉ်လေးချင်ရေးတွေမှာလည်းတက်ရောက်မှုကြီးလာမှာပါ ကစားတဲ့အချိန်မှာလည်းဆွမ်းဆောင်ရည်ကောင်းကိုထုတ်ပြနိုင်တာမြင်ရတာကပျော်စရာပါသဘောကတော့ကစားသမားတွေကြားပြိုင်ဆိုင်မှုလေးတွေတိုးလာပြီးအသင်းလည်းပိုကောင်းလာဖို့ရှိပါတယ်မိုင်းစ်လူးဝစ်ကယ်လီရဲ့ခြေစွမ်းနဲ့ပတ်သက်လို့လည်းအာဒီတာကကျန်ခဲ့တဲ့နှစ်ဒီဇင်ဘာကနေစလို့သူ့အသက်အရွယ်မှာဒီကလေးဆွမ်းဆောင်ပြခဲ့တာတွေကိုကြည့်ရတာမယုံနိုင်ကြတော့ကောင်းနေပါတယ်ဒီကောင်လေးကနှိမ်ချတတ်တယ်အာယုံဆိုင်တယ်တော်လေတော်တယ်ဒါရီကိုကျွန်တော်အရင်ကလည်းပြောပြပါတယ်။ဒါကြောင့်လည်းအစင်သင့်ဖြစ်တာနဲ့သူကစားခွင့်ရမှာပဲ။ဒီနေ့မှသူလုံးပြသွားတာတွေကလည်းအရန်ကိုကောင်းပါတယ်။ ။အာဆင်နယ်ရဲ့ကစားဟန်ကိုဝေဖန်နေကြတာနဲ့ပတ်သက်လို့ရောအာဒီတာကဘာပြောကျင်လဲဆိုတာမေးမြန်းရမှာတော့ပွဲရဲ့ရလဒ်ကိုပဲအဓိကကြည့်ရမှာပါ။ပွဲအစကနေဆုံးအသင်းမှာရှိတဲ့အကောင်းဆုံးဆိုတဲ့ကစားသမားတွေကျွန်တော်တို့ထည့်ကစားပါတယ်။တနည်းအားဖြင့်ပွဲကောင်းတို့ပွဲဖြစ်အောင်ကစားတယ်ဆိုတာလေပြိုင်ဘက်ကိုကူညီရရောက်ပါတယ်။ဒီလိုကစားတဲ့အခါမှာလှုပ်ဖြစ်တာလည်းရှိသလိုမဖြစ်တာလည်းရှိပါတယ်။ဒါကတော့ဘောလုံးရဲ့သဘာဝပါပဲ။ဒီနေ့မှာတော့အသင်းကရန်ကိုထိအောင်ကစားနိုင်ရတယ်။ချန်ပီယံလိမှာတော့ဒါကအခရာပါပဲ။ရလဒ်ကအခရာပါပဲ။ဒီအတွက်ပျော်ရွှင်နေပါတယ်။ မနေ့ကနေ့ရှင်ရဲ့ဒီနှစ်ချန်ပီယံလိမှာအသင်းအနေထားကိုဘလို့မြင်လဲဆိုတာနဲ့ပတ်သက်လို့လည်းနီးပြားကဒီပြိုင်ပွဲမှာပွဲတွေခံများများကစားလာရတာကလည်းရလာတဲ့အတွေ့အကြုံလို့မြင်ပါတယ်ရလက်ကောင်းတဲ့ပွဲအများစုကိုလည်းကစားပြလာနိုင်ပါတယ်အထူးသဖြင့်အိမ်ကွင်းမှာပါအဲ့ဒီလိုလည်းဖြစ်သင့်ပါတယ်အမရိမှာကစားတဲ့ကပရိသတ်တွေဖန်တီးတဲ့ကွင်းတွင်းအငွေ့အသက်ကအားကောင်းနေပါတယ်ဒါကလည်းအသင်းရလက်ကောင်းလာတဲ့အချက်တွေတဲ့အရေးပါပါတယ်လို့နီးပြားအာဒီတာကပွဲပြီးတင်းတဲ့ရှင်းလင်းပွဲမှာပြည့်ပြည့်စုံစုံထုတ်ပေါ်ပြောဆိုသွားပါတယ် Atletico Madrid အသင်းဘက်ကိုကျွန်တော်တို့ကြည့်လိုက်ကြပါမယ်။တစ်ဖက်မှာဒီအာဒီအင်္ဂလန်ပြည်မှာရလဒ်ဒီဇက်တိုက်ဆိုးနေပြီး Arsenal ကိုလောလောလတ်လတ်ဖုံးနေနဲ့ရှုံးနေပြီးနောက် Atletico Madrid ဘယ်နောက်ကန်ကစားသမား David Hacko နဲ့နီးပြ Diego Simeone ရဲ့ပြောဆိုချက်တွေကိုလည်းနားထောင်ကြည့်ကြပါမယ်။ Atletico ဘက်ကကြည့်ရင်တော့ပွဲချိန်မိနစ်60မတိုင်ခင်ဒီပွဲကမျှကြေဖြစ်နေခဲ့တာပါ။ဒီအခြေအနေကနေ Gabriel Martinelli ရောဂရက်တို့ရဲ့ twin goal တွေကိုဇက်တိုက်ခွင့်ပြုခဲ့ရပါတယ်။ ာဆင်နယ်ရဲ့ဒုတိယပိုင်း73မိနစ်အတွင်းသွင်းကိုယ်တွေဇက်တိုက်ရယူသွားတဲ့အပေါ်တီကို နောက်ခံလူဘယ်နောက်ခံလူဒေးဗစ်ဟက်ကိုကပွဲကအရန်ခက်ခဲပါတယ်ခက်ခဲမှုကိုတော့ကြိုတင်မျောလင့်ထားမှာပါဘာလို့ဆိုအာဆင်နယ်ကလက်ရှိကမ္ဘာအကောင်ဆုံးအသင်းတွေထဲကတစ်သင်ဖြစ်နေလို့ပါပဲပထမပိုင်းမှာတော့ကျွန်တော်တို့ကစားတာလုံးဖြစ်ခဲ့ပါတယ်အာဆင်နယ်ဘက်ကခွင့်ရေးတွေဖန်တီးနိုင်ခဲ့တဲ့အချိန်ကျွန်တော်တို့ဘက်ကလည်းကာကွယ်နိုင်ခဲ့တာပါတဦးတဲ့အမြင်အရစာကန်နဲ့ပတ်သက်ရင်ကျွန်တော်ကအမြင်တရီထားပါတယ်ပထမပိုင်းပြီးမှဇီးဇီးဆိုတော့သူတင် ကိုတင်ပါပဲ ဆက်ပီးစ်တွေမှာအာဆင်နယ်ကကမ္ဘာအကောင်းဆုံးဖြစ်နေသည့်အတိုင်းကျွန်တော်တို့ပထမပိုင်းမှာကာဝေနိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ဆက်စပီးကနေရုပ်တရက်ကိုခွင့်ပြုလိုက်ရပါတယ်နောက်တော့မာကုတ်ဖြတ်တင်ပေးတာကနေကျွန်တော်ခေါင်းတိုက်ခွင့်ရပါသေးတယ်ခေါင်းတိုက်ချက်ကလည်းကောင်းပါတယ်ဒီတက်နည်းနည်းထိကျက်မှန်ပွဲကဝမ်းဝမ်းဖြစ်သွားမှာပါတိုးတော့9မိနစ်အတွင်းမှာ3-0ဖြစ်သွားပါတယ်ဒါကပဲအာဆင်နယ်ဘလောက်ကောင်းလဲဆိုတာကိုပြနေပါတယ်ကျွန်တော်တို့အနေနဲ့10စက္ကန့်လောက်တောင်ကစားတာကိုရက်လိုက်လို့မရပါဘူး ရလနဲ့ပတ်သက်လို့တော်တော်လေးကိုစိတ်ပြတ်မိပါတယ်4 days ဆိုတော့ကြည့်ရတာတော်တော်ရုပ်ပေါက်ပါတယ်လူကစားသမားကဖွင့်ဟသွားပါတယ်ဝက်ပီရလနဲ့ပတ်သက်လို့လည်းနီးပြစီမိုနီကပထမကိုမပေးရခင်ကြည့်တော့ကျွန်တော်တို့ကစားတာကောင်းပါတယ်နောက်တော့ကျွန်တော်တို့အာဆင်နယ်ကိုမရှင်းနိုင်တော့ပါဘူးပွဲရတော့အပြန်အလှန်ပါပဲသို့တော့တဦးချင်းအမားတွေကပေးဆက်မှုချီးသွားတာပါကျွန်တော်တို့အမားတွေကိုအာဆင်နယ်ကတုံးချသွားပါတယ်အခွင့်အရေးတွေကိုလည်းကိုယ်ပြည့်သူတို့ပြောင်းလဲနိုင်ခဲ့တာပါပထမပိုင်း စ်စင်မူ Everest ကံကြက်900မလို့ဖြစ်တာ ਨੇ ပတ်သက်လို့လည်းနီးပြကြီးอ่ะပထမပိုင်းမှာကလေးက Everest ကံကြက်က900ဖြစ်ခဲ့တင်တာပေါ့ဒုတိယပိုင်းမှာလည်းတလုံးတိုင်ကြီးထွက်ခဲ့ပါသေးတယ်တစ်သိန်းလုံးအနေနဲ့တော့အကောင်းဆုံးရှင်ပြိုင်ခဲ့ပေမဲ့ဒီပွဲကတင်ယူသွားမယ်ပွဲမျိုးပါဒီလိုပွဲမျိုးမှာနေရာပေါင်းစုံကနေ900သွင်းတာကတေချာနေမှရပါမယ်သို့တော်တော်ဦးချင်းအနေနဲ့ဆိုတော့အမှားတွေများခဲ့ပြီးအဓိကနေပေးဆက်သွားရပါတယ်ဆက်ပီးစွေကနေ900ခွင့်ပြရတယ်တတိယ9ဆိုတော့ရုပ်ပေါက်ပါတယ်ကစားသမားတွေကအညာလွယ်လွန်းနေတာပါ အသေးစိတ်အခြေတွေကဆိုကျွန်တော်တို့ပြန်လဲကင်တွင်နိုင်ဖို့ကြိုးစားသွားပါမယ်။အသေးလိုက်တိုးတက်အောင်လုပ်ရတာကပြဿနာမရှိပါဘူး။ဒါပေမဲ့တအူးချင်းအမားတွေကတော့ကင်တွေရခတ်ပါတယ်လို့နီးပြစီမနီကစိတ်ပြက်လက်ပြက်ထုတ်ဖော်ပြောဆိုသွားပါတယ်။လက်ရှိမှာအာဆင်နယ်က3ပွဲကစား3ပွဲနိုင်ရှစ်ဂိုးသွင်းပေးဖို့မရှိနဲ့အမှတ်ပေးစရာအဆင့်3နေရာမှာရပ်တည်နေတာပါ။တဖက်မှာအက်တလက်တီကိုမက်ထရီအသင်းကတော့၃ပွဲကစား၃ပွဲနိုင်၂ပွဲရှုံးနေအဆင့်၈နေရာမှာသာရှိနေပါတယ်။ဒါကတော့ Champions League ဂိမ်းဝီသရီးပွဲစဉ်ဖြစ်တဲ့အာဆင်နယ်အက်သလတီကိုမက်ထရီဒိုရဲ့ပွဲပြီးနှစ်ဖက်ပြောစကားတွေကိုစိတ်ဝင်စားပွဲဖြစ်အောင်တင်ဆက်ပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ